အိန္ဒိယတွင်နှစ်စဉ်တန်းပေါက်များစွာကိုအစိတ်တင့်မှုကထိခိုက်စေပြီးအစိတ်တင့်မှုကိုကာကွယ်ခြင်းနှင့်တုတ်ပြန်ခြင်းကိုလေ့လာကြစို့ဤဗီဒီယိုတွင်တင်းတို့အာယောဂလက္ခဏာများဦးတမှုနှင့်ကာကွယ်မှုများကိုလမ်းညွှန်ပေးပါမည်အစိတ်တင့်မှုဆိုသည်မှာစေဝါများဓာတုပစ္စည်းများအစိတ်များတို့မဟုတ်တံငွေများကိုမျိုးချခြင်းရှုရှိုက်ခြင်းထိတွေ့ခြင်းတို့မဟုတ်ထိုးသွင်းခြင်းကြောင့်ဖြစ်သော ထိခိုက်မှုတို့မဟုတ်တိုက်စုံးမှုဖြစ်သည့်အိန္ဒိယတွင် နှစ်စဉ်စိတ်တက်မှု3သိန်းကျော်ဖြစ်ပွားသည်အိန္ဒိယတွင်နှစ်စဉ်အစိတ်ကြောင့်တေဆုံးမှုခုနှစ်တောင်းဖြစ်ပွားပြီးဒင်းတို့အနက်80ဒီပိုစတိုက်ဆေးကြောင့်ဖြစ်သည်ကြီးလက်ဒေတာများတွင်စိုက်ပျိုးရေးတွင် ပိုစတိုက်ဆေးအသုံးပြုခြင်းနှင့်အိမ်တွင်းကုထုံးများနှင့်စေဘဝရဲ့ပင်များကိုအာကုန်းမှုများခြင်းကြောင့်ဖြစ်ပွားမှုများနိုင်သည်ကြီးလက်ဒေတာများတွင်အသက်ဆယ်နှစ်နှစ်အောက်ကလေးများသည်အထူးသဖြင့်အနည်းငယ်များသည ခုအစိတ်တင်မှုအမျိုးအစားများကိုဆွေးနွေးကြပါစို့ပထမအမျိုးအစားမှာအစားအစာအစိတ်တင်မှုဖြစ်ပြီးကျင်းသည်အများအားဖြင့်အစားအစာနှင့်ဒင်းငင်ရမှုကြောင့်ဖြစ်ပေါ်သည့်အပြင်မှာအစားအစာစားသုံးမှုမှတ်တမ်းရှိပြီးထို့နောက်ဝမ်းလျှော့ခြင်းအန်ခြင်းဖြားခြင်းနှင့်ပိုင်းနာခြင်းတို့ဖြစ်ပေါ်လေရှိသည်ဒုတိယအမျိုးအစားမှာ post တိုက်စေးအစိတ်တင်မှုဖြစ်ပြီးမြင်းတွင်ကျေလက်ဒေတာများရှိအိမ်နှင့်လေယာဉ်များတွင်အသုံးပြုသောပိုးသက်စေမြက်သက်စေများပါဝင်ပြီးအများစုမှာ organophosphorus အစိတ်တင်မှုဖြစ်သည်ဤဖြစ်ရများ၏80 B-postite အစိတ်တင်မှုကြောင့်ဖြစ်သည်ကျန်ရှိသောဖြစ်ရများသည် မတော်တဆဖြစ်ရများဖြစ်ပြီးယင်းတို့သည်အသက်၁၂နှစ်အောက်ကလေးများတွင်အများအဖြစ်ဖြစ်ပွားလေးရှိသည်တတိယအမျိုးအစားမှာဆေးဝါးအစိတ်တင်မှုဖြစ်သည်ယင်းသည်ရည်ရွယ်ချက်ဖြင့်ဖြစ်နိုင်သလိုမရည်ရွယ်ဘဲဖြစ်နိုင်သည် ်င်းသည်ဆရာဝန်ညွန်ကြားသောစေဝါများဖြစ်နိုင်သလိုစီးဆိုင်တွင်ရောင်းချသောစေဝါများလည်းဖြစ်နိုင်သည်အချို့သောအခါများတွင်မတော်တဆဖြစ်ရများဖြစ်ပြီးအရင်ပြောခဲ့သလိုအသက်ဆယ်နှစ်နှစ်အောက်ကလေးများတွင်ဖြစ်ပွားလေရှိသည်စတုထအမျိုးအစားမှငွေဆေးအစိတ်အသက်မှုဖြစ်ပြီးင်းသည်အိန္ဒိယတွင် အလုံများပြသည်အိန္ဒိယတွင်ငွေမျိုးအစား15မှ80ခန့်သည်အစိတ်ရှိပြီးကျန်းရှိသော80အမျိုးအစားများသည်အစိတ်မရှိပါ င်းတို့အနက်အစိတ်ရှိသောငွေအမျိုးအစားများထဲမှရွေးချယ်ထားသော အနေငယ်သာလူကျမ်းမာရေးအတွက်အနည်းငယ်ရှိသည်ဟုသတ်မှတ်ထားပြီးဒင်းတို့မှာငွေတရိတ်ငွေရက်ဆယ်ငွေနှင့် short scale ငွေတို့ဖြစ်သည်ကြက်ရှိသော အားလုံးသည်အနည်းငယ်မရှိပါအစိတ်တင်းမှု၏လက္ခဏာများနှင့်ယောဂလက္ခဏာများကိုဆက်လက်ကြည့်ပါ။အန်ချင်းအန်ချင်းချင်းပိုင်းနာချင်းမူးဝေချင်းမအီမတာခံစားရချင်းကျင်ပတ်နာချင်း ြုတ်မှုကြောင်းခဲ့ခြင်းအသက်ရှူရန်အခက်ခဲရှိခြင်းကျင်းထန်သောအခြေအနေများတွင်ကြွက်တက်ခြင်းကျင်းထန်သောအခြေအနေများတွင်တတိလိချင်းကိုလည်းလူနာသည်ခံစားရနိုင်သည်ယခုအရေးပေါ်ကုသမှုနှင့်ကုသမှုကိုကြည်ပါပထမဆုံးအရေးကြီးဆုံးအရာမှာအရေးပေါ်ဝန်ဆောင်မှုများကိုချက်ချင်းခေါ်ဆိုပြီးလူနာကို အနည်းဆုံးစေုံတို့အမြန်ဆုံးပို့ဆောင်ပါစိတ်တင်တော့တစ္စည်းကိုအခွင့်ရှိပါက ဖောထုတ်ပါ တတိယအချက်မှာအန်ဂျင်ချင်းကိုမလုပ်ပါနဲ့ဂျုံတော့ထပ်မံပြောပါသည်ဆရာဝန်၏အကြံပြုချက်မရှိပါကအန်ဂျင်ချင်းကိုမလုပ်ပါနဲ့စတုထအချက်မှာစေဘက်ဆိုင်ရာအကူအညီရောက်ရှိသည့်အထိလူနာကိုတည်ငြိမ်စွာထားပါယခုတာဝယ်၏အကြံပြုချက်များကိုကြည်ပါပထမအချက်မှာလုံကြုံစွာတင်းစီပါအတိတ်ပဲမှာတင်းရဲ့ပိုးသက်စီများနဲ့ဓာတုကစ္စည်းများကိုကလေးများမထိနိုင်သောအမြင့်ရှိသောဆင်တွင်တောက်ခတ်ထားပါ ဒုတိယအချက်မှာတစ်ဆေးဝါးများကိုမူရင်းထုတ်ပိုးမှုအတိုင်းတောက်ခတ်ထားသောစင်များစင်ကက်များနှင့်အန်ဆွဲများတွင်တင်စီပါတက်တန်းကုံသွားသောအခါခက်သိမ်းပါတတိယအချက်မှာအစားအစာကိုကင်တွယ်ခြင်းဖြစ်သည်ချက်ပြုတ်မီနှင့်အစားမစားမီတစ်လက်ကိုအမြဲတန့်စင်ပါတစ်အစားအစာကိုတင့်လျော်သောအပူချိန်တွင်တင်စီပါလက်ဆက်သောအစားအစာသည်ကျွန်ုပ်တို့၏အသက်ကိုကယ်တင်ပေးသည်စတုထအချက်မှာတင့်ကလေးများကိုကြီးကြပ်ပါ လေးများသည်ဓာတုပစ္စည်းများအတုမဟုတ်ဆေးဝါးများအနည်းတွင်ရှိသောအခါအငဲကြည့်ရှုပါအစိတ်တက်မှုအနေရများအကြောင်းတင့်ကလေးများကိုပညာပေးပါဒါကကျွန်ုပ်တို့၏အနာဂတ်ကိုကာကွယ်ပေးသည်ငါးခုမြောက်ချက်မှာအစိတ်များကိုဗီယူဆိုင်ဖတ်ပါထုတ်ကုန်တစိတ်များပေါ်ရှိသတိပေးချက်များကိုအမြဲနားလည်ပါအတုံးကျူခြင်းတို့မဟုတ်တိတ်ဆိတ်ခြင်းအတွက်ညွှန်ကြားချက်များကိုလိုက်နာပါဒီလိုမျိုးသောအတိတ်ညာကမတော်တဆ အစိတ်တင်းမှုကိုကာကွယ်ပေးသည်ထို့ကြောင့်အတူတကွအိန္ဒိယတွင်အစိတ်တင်းမှုခိရများကိုရှော့ချနိုင်ပါသည် အသိပညာဖြန့်ဝေပါအသက်ကယ်ပါတင်းချစ်သူများနှင့်ဒီဗီဒီယိုကိုမျှဝေပါကြည့်ရှုပေးမှုအတွက်အထူးကျေးဇူးတင်ပါသည်ရမက်